ပထမပိုင်းစက်မိနစ်သွားအောင်နော်ဒီနေ့အဲရတူလူချင်းနေကြပေါ့သူတဓမ္မတိပုရမ level 1တမထာနဲ့ဝိပဿနာနောက်ဆုံးပုံဖြစ်သွားပြီပေါ့နော်အဲ့ဒါဒီစာမျိုးပွဲမှာဆိုရင်နံပါတ်9နံပါတ်10နော်အဲ့ဒါတမထာနဲ့ဝိပဿနာမိဘောလာမယ်အဲ့တော့ဒီမှာတရားထိုင်တဲ့ပုံလေးနဲ့ဒီထက်အဲဟုတ်ပြီအဲ့တော့တမထာဆိုတာဘာလဲ တမထာဆိုတာတမထာရဲ့အဓိပ္ပာယ်ကိုတည်ရမယ်ဝိပဿနာအဓိပ္ပာယ်ကိုတည်ရမှာပေါ့တမထာနဲ့ဝိပဿနာဆိုတာမတူညီဘူးပေါ့နော်တမထာကအဲဒီမှာအဓိပ္ပာယ်ကာကြီးတမထာအဓိပ္ပာယ်တဲ့ကဲဆရာမအေချုဟာပါဦးတွေ့ရလားအမေဝိပဿနာအထူးခြားခြင်းများအတိဘတ်သမထအတိဘတ် ကမေသတောသောသောစာကျင့်ပေနိဝရဏတရားများကိုညိတ်တဲ့ပြခင်းစေနိုင်သောသမောတိတရားပါဗျာအဲဒါသမထာရဲ့အိဘက်ပေါ့ကမေဆန္ဒနော်လူချင်းစဲအာယုတွေပုံမှန်နေတင်တဲ့ကမေဆန္ဒတွေရဲ့စာကျင့်ပေသာသောစာကျင့်ပေနိဝရဏစာကမေဆန္ဒတို့နော်ဗျဗျာပါဒါတို့နော်အဲ့ဒါတွေကိုသာသောစာကျင့်ပေနိဝရဏတရားများကိုတဲ့ မြိတ်တဲ့ပျောက်ကင်းစေနိုင်သောတမတီတရားပြောချင်တာကဒီတမဒါတမတီအတိပဲပဲရှိတယ်။ကိုယ်တန်းတဲ့မှာတမတီတည်ကြည်လာပြီဆိုရင်နိဝရဏတရားတွေကမြိတ်တဲ့သွားမယ်။နော်အဲ့ဒါကိုပြောတာနော်။အဲဒါဆိုရင်ကာမေဆန္ဒဆိုတဲ့နိဝရဏတရားပေါ့နော်။ကာမေဆန္ဒဆိုတာနိဝရဏ။အဲ့ဒီနိဝရဏတရားတွေကိုတမတီယာနီးပြီးတော့ပျောက်ကင်းအောင်လုပ်နိုင်တဲ့ပေါ့။နော်။နော်ခဏ အဲနောက်တစ်ခုကမ္မထာจิตကမ္မထာจิตစုတာကအာယုန်နဲ့တွေ့၍ကဲဆရာကိုစဉ်လင်းပိုင်အာယုန်နဲ့တွေ့၍စိတ်တတ္တ၌လှူရှားထကြွာလာသောစိတ်လှူရှားမှုစိတ်ရောက်ရင်ခံမှုစိတ်ဖိစီးမှုများကိုညိတ်သေးပြောင်းခဲ့စဉ်ကမ္မထာจิตကမ္မထာจิตဆัจจပင်နိဗ္ဗာန် တယ်ဆစ်ဖက်လိုက်ဆစ်ဖက်လိုက်ဆက်ကြည့်မင်းနီမနာတရားများကိုတရားကိုညိတ်သေးပြောင်းကဲစေနိုင်သော သမထကမ္မထအခြေစင်နှင့် ရရှိလာသောသမာဓိတရားနှစ်မျိုးလုံးကိုပင်သမထဟုခေါ်သည်အဲပြောချင်တာကသမထကမ္မထအခြေစင်သမထကမ္မထအခြေစင်ဆိုအကမ္မထအခြေစင်ဆိုတာကြတော့အာယုန်နဲ့တွေ့တဲ့အခါမှာနော်အာယုန်နဲ့တွေ့ပြီးစိတ်တတ်နဲ့မှထားကြွလှူဆားလာတဲ့စိတ်လှူဆားမှုတွေ စိတ်ရဲ့ရောက်ရခံမှုတွေစိတ်ဖိစီးမှုတွေကိုညိတ်သိစေတဲ့ကမ္မထအကျင့်နော်ကမ္မထအကျင့်ရဲ့အဓိပ္ပာယ်ပြောချင်တာဒါကမ္မထအကျင့်ဆိုတာကဘာလဲဆိုရင်စိတ်ထဲမှာရောက်ရခံနေကနာမညိတ်ဖြစ်နေတာတွေဒါတွေကိုကြတော့ကမ္မထအထုတ်ခြင်းအဖြစ်အဲ့ဒီဟာတွေကညိတ်သိစေနိုင်တယ်ပျောက်ကင်းစေနိုင်တယ်နော်ဒါဆိုရင်ကမ္မထအကျင့်ကိုကြည်လိုက်တဲ့အခါကျမှတမတရားဖြစ်လာမှာတမတရားပထမဆုံးဖြစ်တာမဟုတ်ဘူးကမ္မထအကျင့်ဟာစာပြီးတော့ကျင့်ရတာ ကမ္မထာကျန်နေပြီးတော့မာတမဒီဖြစ်တယ်။နော်အဲ့တော့ဆာကျေဘေနိဝနာတရားမြတ်ကိုညိတ်သိပြောင်းကင်းစေနိုင်သောတမထာကမ္မထာကျေစင်းနှင့်ရာစီလောက်သောတမဒီနှမျိုးလောက်ကိုပင်တမထာဟုခေါ်သည်။နော်ဒါဆိုရင်တမတမထာဆုနာကကမ္မထာတမထာကမ္မထာကျေစင်းမှာရာစီလောက်တဲ့တမဒီနှမျိုးလောက်ကိုတမထာလို့ခေါ်တယ်။အဲ့ဒီမှာပါဠိလိုသူကကြံကမ်းမလာတာကနိဝနာတရားတွေကိုညိတ်သိစေ တန်တော့ကြောင့်မလို့ခွန်လဲဆိုရင်တမထားနဲ့ပစ္စနိကာတံမေတမေတီတီတမထောတွေ့လားအောင်မရတဲ့စာပေညာကပစ္စနိကာတံမေဆိုတာပစ္စနိကာတံမေတမေတီတီတမထောနော်စัจပစ္စနိကာတံမေဆိုတာစัจပဲနိဝရဏတရားတွေကိုတမေတီဆိုတာငြိစေတန္တာနိဝရဏတရားတွေကိုငြိစေတန္တာကိုဘာလို့ခွန်လဲဆိုတော့တမထာလို့ခေါ်တယ် เนาะสมถะအဲ့တော့သမေတိဒါကသမထအဓိပ္ပာယ်ပဲစัจจပင်နိဝရဏတရားတွေကိုငြိမ့်စေတတ်သောကြောင့်သမထလို့ခေါ်တယ်เนาะအဲ့တော့ဘာလို့ငြိမ့်နိဝရဏတရားဆိုတာကမေဆတ်တာနိဝရဏပြပါနိဝရဏဌိနာမေတ္တနိဝရဏဥဒိသကௌဇာနိဝရဏဝီစီကိစ္စနိဝရဏနိဝရဏတရား၅ပါးလေအဲ့နိဝရဏတရား၅ပါးကိုငြိမ့်စေတာလည်းပဲသမထပဲ နော်တမထာကျင့်စဉ်နဲ့ငြိမ့်တယ်အဲ့တော့တမထာဖြည့်တဲ့ဆိုတာကကမ္မထံတကူကိုအထုတ်လို့ကမ္မထံအကူအထုတ်လာတဲ့အချိန်ကနေပြီးတော့တမဒီယာလာလို့စီးရင်အဲ့ဒါနိဝရဏတယောက်ငြိမ့်စီတယ်ပေါ့နော်လောက်ဆိုလို့တာဒါဆိုရင်တမထာအိဗက်ပြီးသွားပြီနော်တမထာပြီးတော့ဝိပဿနာတမထာနဲ့ဝိပဿနာမတူဝိပဿနာဆိုတာကဝီကပါလဲဆိုတော့အဲမာချစ်စွာဝီ ဝီအထူးထူးအပြားပြားသောအခြေရအားဖြင့်ပတနာရှုမေတ္တာသောညာပညာမြင့်နေသောထက်ထူးဆောစွာမေတ္တာသောတိပညာဘောဟုမြဲတိခြားသောတိကိုပိုက်ပြီးဟူမြင့်နေသောအမြင်မျိုးနှင့်မတူဘဲဘောဟုတိမမြဲဆေးရကိုမပိုင်ဟူထူးဆောစွာမေတ္တာသောအတိညာပညာအင်းအနေစာနဲ့အနေစာသာတိ သတင်းနဲ့ဆက်စားပြီးအမျိုးမျိုးသောအခြေရများနဲ့ဓမ္မတို့ကို ရှုမြင်တာတော်ညာသည်ဝိပဿနာမိဤစာပေကြခါများမှာအနေဆော့ဒီဝတ္တနာဝိဝတ္တနာဝိဝိဒေဟိအာကာရေဟိဓမ္မေအာကာရေဟိဓမ္မေပတ္တိတိဝိပဿနာဟုဖွဆိုကြတဲ့ပတ္တိတိဝိပဿနာဟုဖွဆိုကြတဲ့အဲအဲ့တော့ဝိပဿနာဆိုတာကဒီမှာအောက်ဆုံးမှပါတာပါဠိလို့ ဆိုရင်အနိစ္စဒီဝတိနာနော် အနိစ္စဒီဝတိနာတခါတည်းတွဲဖန်မယ်နော်အနိစ္စဒီဝတိနာဆိုတာအနိစ္စအစားရှိသောအနိစ္စအစားရှိသောဆိုတော့ဘာလေးပါမယ်အနိစ္စနာမဘာလေးပါမယ်အနိစ္စဒုက္ခဒုက္ခနတ္တအနတ္တဘောဟုတ်တယ်လေအနိစ္စဒီဝတိနာဆိုတာအနိစ္စဒုက္ခအနတ္တအဖြစ်နော်ဝိရိဟိအခရိဆိုတာအဲ့ဒီအချင်းရင်းတွေနဲ့ဓမ္မေဆိုတဲ့တရားတွေကို ပတ္တိမြင်တာကိုယ်ရဲ့ယုံနဲ့ဓမ္မသိခါတရားတွေပေါ်မှာအိိဆာမမြဲဘူးဒုက္ခဆင်းရဲတယ်အနတ္တအဆုမရဘူးလို့မြင်တော့ဘာလို့ဗာကြည်တယ်လို့ခေါ်တယ်ဝိပဿနာအဲဝိပဿနာကြည်လို့ခေါ်တယ်နော်ဒါဆိုရင်ဥစ္စေလိုတန်တန်းမှာတရားအထုံရင်းနဲ့အိိဆာဒုက္ခအနတ္တမမြင်ဘူးဆိုရင်ဒါဝိပဿနာကြည်တယ်လို့ပြောလို့မရသေးဘူးနော်အိိဆာဒုက္ခအနတ္တကိုမြင်လာမှာဝိပဿနာကြည်စစ်လမ်းကြောင်းဖို့ရောက်သွားတာအဲ့တော့ခုနပြောတဲ့တမထာကြည်စင်းလေးဆိုရင် အဲ့ဒါနိဗ္ဗာန်တရားတွေခြုံငိတ်ဖို့တမဒီယာရုပ်ကြည်တာပဲရှိသေးတယ်ဥပမာအတန်တခုကြားရင်ကြားတယ်ကြားတယ်ကြားတယ်အဲ့လိုမြင်မှန်တယ်ပေါ့နော်ဒါအဲ့လိုမှန်မဲ့ဆိုရင်ဒါဒီကြားစိတ်လေးကိုဒါကိုသဘောဝါလက္ခဏာလို့ခေါ်တယ်ဒါနားနဲ့အတန်နဲ့ကြားတဲ့အခါအဆုပ်တဲ့အခါမှာကြားစိတ်လေးပေါ်လာတယ်အဲ့ဒီကြားစိတ်လေးကလည်းပဲပရမတော်ကိုကဘာမှန်မလဲကြားတယ်ကြားတယ်အတန်ဆိုတော့တည်တဲ့လေအဲ့တော့ကြားစိတ်လေးပဲကြားစိတ်လေးပဲဆိုအဲကြားစိတ်ကြားတယ်ကြားတယ်မှန်တယ်ပေါ့နော် မန္တဟုတ်တဘောပါလေခဏမန္တကွာမိုင်းမိုင်းနဲ့ဘာဖြစ်လဲဆိုတော့ကြားတော့လေရလည်းပဲအတန်လည်းပဲမြဲနေတော့မဟုတ်ဘူးအခုစက်ပြောတဲ့စကလုံးတွေရလည်းပဲကြောက်ကြောက်ပြီးပျောင်ပျောင်သွားတယ်မလားမမြဲတဲ့အတွက်ကြောင့်မို့ဒါသည်အနေစားပါလားအနေစားအနေစားအနေစားမီးတော့အော်မမြဲခြင်းတရားတွေဟာအမြဲတမ်းကိုယ်နေစင်နေတဲ့အတွက်ကြောင့်မို့ဒါသည်ဒုက္ခပဲဒုက္ခဒုက္ခဒုက္ခပေါ့နော်ဒုက္ခအဲ့တော့ဒါအတန်တွေလည်းပဲမြဲပါလို့လည်းပြောလို့မရကိုယ်အလို့ကြောင့် ကောင်းတဲ့အတန်လေးဖြင်းအောင်လဲလုံလို့မရเนาะသူတဘောဝါတိုင်းသူဖြင်းနေတဲ့ဟာကိုကိုကသွားပြီးတော့အစိုးလဲမရတဲ့အတွေ့အကြုံမလို့အနတ္တဘလားအနတ္တဘလားအဲ့လိုမျိုးကိုကအနေစာဒုက္ခအနတ္တအပြင်သူမှန်မဲ့ဆိုရင်ထန်ခတ်တလဲလဲပေါ်လာတဲ့အာယုံမတ်တမျိုးကိုဒီလိုသူမှန်နိုင်ပြီဆိုရင်ဒါဒီဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီပေါ့เนาะအဲ့တော့ဒါကြတော့တမထာနေပြီးတော့ဝိပဿနာကိုကုတာစီတယ်ဝိပဿနာဒဏ်ရိုက်သွားတာစီတယ်အနောက်ပိုင်းမှလာလိမ့်မယ်เนาะတရားဒါ တမထယာနိကဝိပဿနာယာနိကဆိုပြီးတော့ရှိတယ်အဲ့တော့ဒီမှာပြောချင်တာကဝီဆိုတာကအထူးထူးသောဒုဒုပြပြသောအချင်းရာအဖြစ်ပတ္တတိဆိုတာကသုမြင့်တတ်သောဉာဏ်ပညာနော်ထူးထူးသောအချင်းရာအဖြစ်သုမြင့်တတ်သောဉာဏ်ပညာဆိုခုနကပြောတဲ့အနိစ္စဒုက္ခအနတ္တနော်ဒီသုံးမျိုးဒါဒီသုံးမျိုးနဲ့ပဲသုမြင့်တဲ့ကိုပြောတာနော်အဲ့တော့မြင့်နေကြထင်ထူးခြားစွာမြင့်တတ်သောအတ္တိဉာဏ်ပညာနော်မြင့်နေကြပါလေ ဩဒီအစင်းပဲဒါသူဟာယောက်ျားပဲမိန်းမပဲပုပ်ကုပဲဘာပဲညပဲဒါမြင်ရတဲ့အာယုဒီလိုပဲတတ်မှတ်တယ်။နောက်အကြောင်းလေးပဲဒါတချင်းတန်ပဲဒါတရားတန်ပဲဒါဒါတွေမြဲအမျိုးပေါ့နော်ချမ်းသာတဲ့စင်းဒီလိုမျိုးမြဲတဲ့ထင်တာပေါ့နော်။ဒါကိုပိုင်းကိုပိုင်းတဲ့လို့ထင်တာနော်ဒီလိုအမြင်မျိုးနဲ့မတူဘဲနဲ့ဝိပန္နနာဆိုတဲ့အခါကျတော့ဘဝဆိုတာဘဝပေါ်မှာလည်းပဲမမြဲပါလားဆင်းရဲပါလားကုမပိုင်ပါလားဆိုပြီးတော့ထူးခြားတဲ့ဉာဏ်အမြင်နဲ့မြင်တာကိုပါ